အားလုံးမင်္ဂလာပါရှင်ကျမဒီတစ်ခေါက်ဆက်လက်ပြီးဆရာကြီးလူထုဦးလာရဲ့မနီးတဲ့ဘဝခရီးဆိုတဲ့ဝတ္ထုကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်ဖြူဘူတာကိုရောက်တော့တမိကလေးကိုစားစရာဝယ်ကျွေးပြီးမန္တလေးအစုံရထားနဲ့ပကိုးကိုလိုက်ခဲ့ပြန်နေပကိုးမြေကိုနေပြတဲ့အခါနာဟောင်းကပြန်ပေါ်လာသလိုမဝင်းမြင့်ကိုတတိယရာနဲ့ရွှေသားလျောင်းဖျားကိုသွားပြီ ရေချင်းပန်းစီမီပူဇော်တယ်အမြအတန်းဝေးတယ်နောက်ဈေးဝင်ဘုတ်ပေးတရေစာတွေဝဲပြီးခင်တန်းကြီးရွာဖက်ကိုတမီလေးကိုထမ်းပေးထွက်လာခဲ့တယ်တဆိုင်မတ်မတ်သွားနေချင်းဒီလန်းကိုသူ့ဘဝမှာအရေးကြီးဆုံးအချိန်နှစ်ချိန်နှစ်ခေါက်ရှောက်ခဲ့ရပုံကို တွေးမိလာတယ်ပထမမောက်ဝင်းမြင့်နဲ့ရှင်ခွဲခွဲပြီးဒီလန်းကိုရှောက်ခဲ့ရတယ်ဒုတိယတစ်ချိန်မောက်ဝင်းမြင့်နဲ့တေခွဲခွဲဖို့ဒီလန်းကိုပြန်ရှောက်ခဲ့ရတယ် အခုလေတမီးလေးနဲ့ခွဲရဖို့ဒီလန်းကိုရှောင်နေရပြန်ပြီလို့နာကြီးစရာသူ့အဖြစ်ကိုတွေးပြီးစိတ်မကောင်းဘူးဒီလိုစိတ်မချမ်းမသာနဲ့လေကွင်းတွေကိုဖျက်ရှောင်ရင်းနေဝင်ခါနီးမှာသူ့ရဟန်းဘဝကမဝင်းမြစ်ကိုရှာဖို့ပကိုးကိုအပြန်နေစွန်းတနက်ဝင်စားခဲ့ဖို့တဲ့လင်းမင်းရွာကလေးကိုရောက်လာခဲ့တယ်။ဒါနဲ့အင်တအိမ်မှာတညလောက်တဲခုပရစီလို့ခွင့်တောင်းပြီးတအားဖာနဲ့ရောက်နားကြတယ်။သူ့မှာပါလာတဲ့ပကိုးက မုတ်ပေးတရေစာတွေကိုထုတ်ပြီးအင်ရှင်တွေကိုလက်ဆောင်အဖြစ်ပေးတယ်။အင်ရှင်တွေကလည်းအင်မတန်အဝတ်ကြေးကြတယ်။ရှိသမျှချက်ပြုတ်ကြေးကြတယ်။မျက်မှောက်ထုံးစံမျက်မှောက်ယဉ်ကျေးမှုဟာဒီအတိုင်းမျိုးမဟုတ်လား။နောက်တနေ့မနက်စာစားပြီးတော့တားဖာနဲ့ရောက်ခင်တန်းကြီးဘွားကို ခရီးဆက်ခဲ့ကြပြန်တယ်။ခင်တန်းကြီးကန်တော်ကျောင်းကိုညနေ3နာရီလောက်မှရောက်ခဲ့ကြတယ်။ကန်တော်ကျောင်းဆရာတော်ကကျောင်းပေါ်တက်လာတဲ့ကိုထွန်းတင်ကို မမှတ်မိဘူး။ တခါကဘယ်သူလဲလို့စီးပြီးမေးတယ်။လုံခဲ့တဲ့၃နှစ်ကျော်လောက်ကဒီကျောင်းကထွက်သွားတဲ့ဥတေဇဝန်တာဖြစ်တဲ့အကြောင်းရှောက်ထားတဲ့အခါမှာတော့ဆရာတော်ကအငဲခတ်ပြီးငါတပည့်လူပုကြောင့်တဲ့ဒုက္ခတွေများတယ်ထင်ပါရဲ့။အေးလေဒုက္ခပုံမှာနေကြရတော့ဒုက္ခကိုတွေ့ရမှာပေါ့။ဒုက္ခဖြစ်ရတဲ့အထဲမှာကိုမီကိုမွေးလို့ဖြစ်ရတဲ့ဒုက္ခကအိုးများတယ်လို့မိန်တော်မူတယ်။ တရားသဘော ကိုရှုပြီးမိန့်တော်မူတာပဲဒီလိုမိန့်တော်မူတော့ကိုထွန်းတင်ကမန်လာပါတပည့်တော်မှာတောကတွေရစ်ပတ်လို့နေပါတယ်ဖေယားရှေးကမရင်ကြီးတဲ့တပည့်တော်ကိုဆရာတော်ဖေယားဆုံးမဖြစ်တယ်လို့တပည့်တော်စိတ်မချနိုင်တဲ့တပီးလေးကိုလည်းတပည့်တော်လိုပဲအသက်ကြီးမှ ရင်ကြီးရတာမျိုးမဖြစ်ရလေအောင် ငငယ်ပါပဲဆရာတော်ရဲ့ခြေတော်ရိပ်ကိုခိုးလုံဖို့အထားချင်တော့ပါဖေယားလို့သူ့တမီးလေးကို အထားချင်တဲ့အကြောင်းကိုရှောက်လိုက်တယ် ဒီအခါဆရာတော်ကဒီကလေးကငါတပည့်ရဲ့ကလေးလားလို့တမီးလေးကိုကြည့်ပြီးနေတော်မူတယ်။ဒီရင်ကိုထွန်းတင်ကသူဆရာတော်ចောင်းကိုစတင်ဖို့ထွက်လာတော့ကဒီတမီးကလေးဟာသူ့အမေဝမ်းထဲမှာပြိတ္တိနဲ့ရှိနေခဲ့တဲ့အကြောင်းသူ ပကုတ်ကိုပြန်သွားပြီးတလှတာတာအကြာတမီးလေးနှစ်နှစ်အရွယ်မှာပဲတမီးလေးရဲ့အမေဘဝတစ်ပါးကိုပြောင်းသွားတဲ့အကြောင်း တမီလေးအတွက်အချားမောင်ကိုကိုအားထားစရာမရှိလို့ဇီယာရော့စီမာပဲအနန်ထားပါရစေဆိုပြီးသူ့အဖြစ်အပျက်နဲ့သူ့လူလားချက်တွေကိုပါတင်ရှာလိုက်တယ်။ကိုထွန်းတင်ရှာတာတွေကိုနားထောင်ပြီးတော့ဇီယာရော့ကအေးတခါရဲ့ဒုက္ခကကြီးလာပါကလားတက်တာတလောက်တက်တာခွင့်ရအောင်တော့ငါကခလေးကို သမီးအရှင်းလို့သဘောထားပြီးစောင့်ရှောက်ပေးရမှာပေါ့။ဒါပေမဲ့မင်းကလေးဖြစ်နေတော့ ငင်းအစင်သာကြောင်းတဲ့ကန်နဲ့တင့်တော်ရဲအရွယ်ရောက်လာရင်တကားပဲပြန်ကြည့်ပြီးစောင့်ထိန်ဖို့လို့ဆရာတော်ကသူတက်နိုင်တဲ့လောက်ဆောက်ရှောက်ပဲဆိုတဲ့အကြောင်းကိုပြန်ပိန်တော်မူတယ်။ဒီစကားကိုကြားတော့ကိုထွန်တင်ကအတိုင်းမသိဝမ်းသာသွားပြီးမန်လှပါဖျားတပည့်တော်အမိရှိတယ်လို့ခလေးအရွယ်ရောက်မှပဲတပည့်တော်ပြန်ပြီးစောင့်ရှောက်ပြရစီဖျားအရွယ်မရောက်ခင်ဆရာတော်ရဲ့တွန်တင်ဆုံးမမှုနဲ့ယဉ်ကျေးစီလိုလာပါလေဖျားလို့ကြားရည်လွတ်ပြန်ရှောက်လိုက်တယ်။ ဒီအခါဆရာတော်ကအေးခလီးစင်နဲ့ဆက်တဲ့အရွယ်အထီတော့ဖုန်ကြီးတောင်းဝန်ယူမယ်ငါတပေလေဒီเจ้าမှာနေခြင်းလေတခြားတွားချင်သေးတပါဆိုရင်လေခလေးကိုစစ်ချပြီးတာထားသွားလို့အမိတ်ရှိတော်မူတယ်သူ့အဖေနဲ့ဆရာတော်တို့ပြောနေတာတွေကိုငေးပြီးနားထောင်နေတဲ့သမီးလေးဟာအဖေကသူ့ကိုเจ้าမှာထားခင်မင်းဆိုတာကိုနားလေတလို့လို့ရှိတာနဲ့အဖေသမီးဒီမှာနေရမှာလားလို့ ကိုထွန်းတင်နာနာကိုကပ်ပြီးတူတူကလေးမေးလိုက်တယ်လေ။ဒီရင်ကိုထွန်းတင်ကအေးပေါ့တမီးရဲ့ဖုံဖုံကတမီးကိုစာရီလေးတင်ပေးမယ်။ပုံတွေလည်းကျွေးပေး။အဖေကခိုမာဒီမှာပတ်စံတွေတွားရှာမယ်နော်။တမီးကလိမ်မာပါရဲ့။ဒီမှာပဲနေခဲ့နော်လို့ချွန်ပေါ်ပြောရတာပေါ့။တမီးကလေးမခင်သူကတော့သူ့အဖေပြောတာတွေကိုနားထောင်ပြီးခေါင်းကလေးညှိရင်းကညှိရည်တွေဝိုင်းလာတယ်။ပြီးတော့ဆီယာရော့ကိုစစ်စစ်ဆက်ဆက်ကြည့်နေပြန်တယ်။ နောက်တော့တကယ်ပဲသူ့အဖေနဲ့ခွဲရတော့မင်းဆိုတော့ကို နားလေလာတာနဲ့ဘာစကားမှမပြောတော့ဘဲငိုးလို့သာနေရှာတော့တယ်။တမီးလေးဖြစ်နေပုံကိုမြင်ရတော့ကိုထွန်းတင်ဟာအင်မတန်စိတ်မကောင်းဖြစ်သွားတယ်။ဒါပေမဲ့ခွဲထားမှသူ့တမီးချမ်းသာမင်းဆိုတဲ့အတိအကျောက်တမီးချောကိုပုတ်ပေးရင်တမီးလိမ့်လိမ့်မမနေနော်။ဖုံဖုံပြောတာကိုလည်းနားထောင်။အဖေခဏခဏလာမေးလို့မချစ်တင်ကပြောရပြန်ရော။ သားခါနဲ့ရောက်ရင်စိတ်မချမ်းမသာစရာဖြစ်ကိုမြင်ရတော့ဆရာတော်ကသမီးဖုံဖုံစီလာခဲ့ဦးလို့ခေါ်လိုက်တယ်ဒီရင်မခင်သူကမရေတရေနဲ့သွားပြီးအနားမှာကတ်ထိုင်လိုက်တယ်ဆရာတော်ဟာသူ့အနားရောက်လာတဲ့သမီးလေးခေါင်းကိုပုတ်သက်ပေးပြီးငါမကြီးကဖုံဖုံနဲ့အတူတူနေရမှာပေါ့ကျောင်းမှာငါမကြီးအတွက်စားစရာတွေအများကြီးရှိတယ်ပြီးတော့ငါမကြီးစားတွေလည်းတတ်လာမယ်လို့ချုံပေါ်ပြောရင်း ကိုရင်တပားကိုလန့်ခေါ်ပြီးငပြောသည်အယူခိုင်းလိုက်တယ်။အဲ့ဒီညတညလုံးကိုထွန်းတင်အိမ်မပြောဘူး။သမီးလေးနဲ့အတူတူဒီเจ้าမှာကြာကြာနေချင်းပေမဲ့ဖျားပွဲတွေကရှိနေသေးတယ်။ရတဲ့အခိုက်မှာရှာထားမှသမီးချမ်းသာမယ်။သမီးချမ်းသာကိုခဏခွဲရတာဘာဖြစ်ရမှာလဲ။ဒီနေရာလောက်စိတ်ချရတဲ့နေရာဘယ်မှာရှိအောင်ပါလဲလို့အတင်းပေမဲ့မိုးလင်းတာနဲ့သမီးကိုတကယ်ခွဲရတော့မှာပါကလား။ ငါမရှိတော့တမိကလေးများတခုခုဖြစ်နေရင်ဆိုတဲ့အတွေးမျိုးကဝင်လာပြန်တဲ့အခါမှာငိုချင်လောက်အောင်စိတ်အစင်းရဲ့ကြီးဆင်းရဲသွားပြန်ရောဒီလိုနဲ့တွေးရင်တော်ရင်မိုးဆင်ဆင်းလင်းလာတဲ့အခါမှာနစ်နစ်ချိုက်ချိုက်အပြုံနေတဲ့တမိကလေးမျက်နှာကိုဝေါအောင်ကြည့်ပြီးဆရာတော်ကြီးရှိတဲ့ကြောက်ပေါ်ကိုတက်ခဲ့တယ်။ဆရာတော်အရှိကိုရောက်တော့စက်တန်တရားဖိုးလောက်သာသူ့အဖို့ချန်ခဲ့ပြီးရှိတဲ့ငွေအလုံးကိုတမိလေးအတွက်လိုရာသုံးပါဖျားလို့ ဆရာတော်အရှိမထားခဲ့တယ်။ပြီးတော့ဥချပြီးကျောင်းပေါ်ကနေဆင်းခဲ့ရော။တမီးလေးနိုးလာရင်ခွဲရခက်မဆိုးလို့အိပ်ပျော်နေတော့တိတ်တဆိတ်ထွက်လာခဲ့ရတဲ့သူ့ဘဝကိုကိုထွန်းတင်စိတ်အနာကြီးနာနေမိတယ်။တမီးလေးနိုးလာလို့သူ့ကိုမတွေ့ရင်ဝမ်းနည်းနေလိမ့်မယ်။ငိုရှာနေလိမ့်မယ်။ဆရာတော်ကလည်းချော့တက်မှာမဟုတ်ဘူး။သမီးတော့အင်မတန်စိတ်ဆင်းရဲနေရှာတော့မယ်လို့တွေးပြီးပူပြန်နေလေပြီးတော့မှဟဲရောက်ကြပဲ လောကဒန်ဆိုတာကငါနားလေပြီးသားပဲဒုက္ခပုံမှာဒုက္ခကိုရင်မဆိုင်ရဲရင်ငါကဘာကောင်းလဲအခုနေငါသေးသွားတော့ကိုတတဝါတစ်ခုကံတစ်ခုမို့သမီးလေးသူ့ကံနဲ့သူဖြစ်လာမှာပဲခုတော့ငါမှမသေးသေးပဲမလွဲတာလို့ခဏခွဲရတာငါတွေ့ချင်းချင်းအခုပြန်တွေ့လဲဖြစ်တာပဲလို့သူ့စိတ်ကိုသူပြန်တင်လိုက်တယ်ဒါပေမဲ့သူ့စိတ်ဟာသူထင်တဲ့အတိုင်းမမနေပဲအခုချေဆိုရင်သမီးလေးနူးနေလို့ငါကောင်မတွေ့တာနဲ့ ငိုကြီးချက်မှဖြစ်နေရှာတော့မှာပဲလို့သမီးအပေါ်တနာစိတ်တွေပေါ်လာပြန်ရောဒီလိုနဲ့အတွေ့ရေလုံးလေလှိုက်ရှင်းရှောက်လာခဲ့လိုက်တာစကန်းတစ်ထောက်ဖြစ်တဲ့လင်းမင်းရွာကိုရောက်ပြီးမှရွာလေးကိုမဝင်ပဲဒီကနေ့ညပဲတောင်ကိုမျက်စုံညင်အောင်ဖျားပွဲကိုအရောက်သွားမယ်လို့ဆုံးဖြတ်ပြီးဆက်လျှောက်တော့တယ်။သူမှန်းထားတဲ့အတိုင်းပဲပကိုးဘူရာရောက်တော့မန္တလေးအစံရထားကိုမီတာနဲ့တက်ပြီးလိုက်ခဲ့တယ်။ တောင်ကူဘူရာရောက်တဲ့အခါမှာပွဲတော်ဖြစ်နေတဲ့မြစ်စုံညီနောင်ဖရာကိုကျုံရကားနဲ့လိုက်ခဲ့ပြန်တယ်။ပွဲခင်းကိုသူရောက်တဲ့အချိန်မှာကစားဝိုင်းတွေမှာမိတွေကထိန်နေပြီ။တီတော်သူကလည်းသူ့အလုပ်ကိုစဖို့ပြင်ဆင်လိုက်တော့တာပေါ့။မြစ်စုံညီနောင်ဖရာပွဲတော်ပြီးတဲ့အခါကျတော့ရှင်ပင်ကျောင်းဆောက်ဖရာပွဲကိုရောက်လာပြန်တယ်။အဲ့ဒီကမှတစဉ်တပွဲပြီးတပွဲမနစ်ကခရီးစဉ်အတိုင်းကူကူပြီးမြို့အနှံ့ရွာအနှံ့ကိုရောက်ရာကမိုးဦးချခါနီးပွဲတော်ရေကုံတုံးမှာ ်ပင်းຫນွေကုန်းကိုပြန်လာတယ်ပင်းຫນွေကုန်းလျှောက်တော့ဥပါကို အနီထောင်အုပ်ငါးခါအတွက်ငွေတထောင်ခွဲပေးပြီးသူသွားစရာလေးရှိသေးလို့အင်္ဂလိပ်ကိုကြည့်ပေးပါလို့မာပြီးတမီးလေးရှိတဲ့ခင်တန်းကြီးရွာကိုလာခဲ့တယ်ခင်တန်းကြီးကိုရောက်တော့ကန်တော်ကျောင်းကိုဝင်လိုက်တဲ့အခါပျော့ပျော့ရွှင်ရွှင်ကစားနေတဲ့တမီးလေးကိုမြင်ရလို့ဝမ်းသာမစိုးဘူးဟိုးရုံကငါပူလိုက်ရတာတွေဟာအလကားပါလားလို့တော့စိတ်ထဲမှာထင်မိတယ်လေဆရာတော်ကလည်း ငါမြေးကအင်မတန်လိမ္မာတယ်ကလေးပေမဲ့နေတက်စားတက်တယ်တရွာလုံးကလည်းသူ့ကိုအင်မတန်မှချစ်ကြတယ်ဒါပေမဲ့ဘယ်သူအိမ်ကိုခေါ်ခေါ်မလိုက်ဘူးဖုံဖုံကထဲမှာသွားမယ်ဆိုပြီးငါမသိပဲဘယ်ကိုမှမသွားဘူးလို့ကိုထွန်းတင်ကိုပြောပြတယ်သူ့ပကိုးကဝယ်ခဲ့တဲ့ဇရာတော်အတွက်လူဇရာတွေကိုလူပြေးသမီးလေးအတွက်လိုလီသေးမရှိအောင်ဝယ်ခဲ့တဲ့ပစ္စည်းတွေကိုလည်းသမီးလေးဝန်တာရာကိုမြင်ချင်တာနဲ့သမီးရဲ့လက်ထဲကိုထည့်ပေးလိုက်တယ် ပြီးတော့ဆရာတော်ကိုလည်းဒီသမိုးတွင်ဆရာတော်ရဲ့ခြေရင်းမှာဝတ်ကြီးဝန်ငယ်ပြုတ်ပြီးသူ့နေပြရစေလို့ခွင့်တောင်းလိုက်တယ်။အဲ့ဒီနေ့ကစပြီးဆရာတော်ရဲ့ဆွန်ကွန်ကိစ္စစတဲ့ကြောင့်ဝေယဝိစာတွေကို ကိုထွန်းတင်ကတာဝန်ယူလုပ်ကမ်းရှင်သမီးလေးနဲ့အတူကြောင်းမှာပဲတမိုးခိုပြီးနေလိုက်တော့တယ်။မိုးကုံလို့ဆောင်းကူလာတော့အနှုတ်ငွေ100လောက်သာယူထားပြီးရှိတဲ့ငွေ1000လောက်ကိုနဝကာမအတွက်ရော တမီးလေးအတွက်ပါဖေဟာလို့ဆိုပြီးလူခဲ့တယ်လေပြီးတော့တမီးလေးကိုလိမ့်လိမ့်မမနေဖို့မပေးသူ့လုပ်ငန်းအတွက်ခင်းတန်းကြီးရွာကိုထွက်ခဲ့ရပြန်ရောခရီးစဉ်အတိုင်းပဲနွယ်ကုန်းကိုဝင်နေဥပါစီမှာအနေထောင်အုပ်ငားတယ်နောက်ညသိန်းတန်ဖေဟာပွဲကိုသွားတယ်အဲ့ဒီကမှတစ်ဆင့်နစ်စင်ပွဲကူပုံအတိုင်းကူတော့တယ်ဒီလိုသွားနေရင်မြင်းချန်တဲ့နှထိုးကြီးမှာဖုန်ချစ်ပြန်ပွဲရှိတယ်လို့တည်င်းရတာနဲ့ခရီးစဉ်ကိုဖြတ်ပြီးနှထိုးကြီးကိုဝင်လိုက်တယ် အချိန်ကတပေါင်းလာကုန်ခါနီးဖြစ်လို့နေကလည်းအင်မတန်ပိုတယ်။အရိတ်ကလေးရှိတဲ့ဖုန်ကြီးပြန်ပွေးခင်းတဲ့ခက်နန်းလန်းကမကြီးပင်အောက်မှာသူ့အယုတ်ဖျောင်းပစိုးကိုဖြန့်ခင်းပြီးကစားချင်တဲ့သူရှိရင်ကစားရအောင်ပြင်ဆင်ထားလိုက်တယ်။မချာခင်မှာပဲလူလေး၅ယောက်ရောက်လာပြီးမူးစပေးစနဲ့ဝင်ကစားကြတယ်။သူတို့ပါဇက်ကလည်းအရက်နံကတထောင်ထောင်နဲ့ဒီလိုကစားနေတော့ကလာကပြားတယောက်ကဒီလူစုဂျာရဲကိုအတင်းတိုးဝင်ပြီးကစားဖို့လုပ်တော့ ဘေးမှာနေရအကျဲကြီးရှိရတာနဲ့ဘာဖြစ်လို့ကြားတဲ့ကိုအတင်တွန်းရတာလဲလို့မူလလူတွေကဆိုရယ်ဒီလိုနဲ့စကားများကြရော စကားများကြရာကလှက်ပါပါလာပြီးလူတစ်ယောက်ကလုံကြီးတဲ့ထိုးလာတဲ့ငှက်ကြီးတောင်ဓာတ်ကိုဆွဲထုတ်ပြီးကလားကပြားကိုပိုက်ချလိုက်တယ်လဲကြသွားတော့လဲထပ်ပြီးခုတ်ပြန်နေသူ့ရှေ့မှာတပ်ပွဲကြီးဖြစ်နေတာကိုကိုထွန်းတင်ကဝင်အဖြစ်မှာသူ့ရဲ့လက်ကဝတ်ကိုဓာတ်ချက်တစ်ချက်မိသွားတယ်ဓာတ်ချက်ကပြင်းလို့ ူ့လက်ဟာပြတ်ထွက်သွားသလားလို့တော့ထင်လိုက်ရတယ်။ဒီအခြေအနေမှာဒီနေရာကနေပြေးမလို့တတိယပြီးလက်ကဓာတ်ချက်ကိုဂယုမဆိုင်အားပဲပစ္စည်းတွေကိုကမန်ကရန်လွှဲအိတ်တဲကောက်ထဲတယ်။နောက်ပြီးချစ်ဦးတဲ့ရပြေးတော့တယ်။သူရလိုက်တဲ့ဒဏ်ရာကတော့လက်ရဖက်လက်ကဝတ်မှာအယုံထီအောင်ပြတ်သွားတဲ့ဒဏ်ရာပဲ။လက်ခွင်းတွေကိုဖြတ်ပြီးလေးမိုင်လောက်ပြေးခဲ့ပြီးတော့ရွာလေးတူရွာကိုရောက်ကြနဲ့ရွာထိပ်ကအိမ်ထဲကိုဝင်ပြီးဖုန်းကြီးပြန်မရင်ဖြစ်ကြလို့ထွက်ပြေးလာခဲ့ရတဲ့အကြောင်းပြောပြရတယ်။ သူ့ရဲ့လက်ကထံရအတွက်နန်စီတောင်းထေပြီးအဝတ်နဲ့စီးတယ်။ပြီးတော့သူရောက်တဲ့အကြောင်းတခြားသူများကမပြောဖို့နှုတ်ပိတ်ခငွေ30ပေးပြီးလူတက်မှုဖြစ်ကြရခဲ့တဲ့နေရာနဲ့ဝေးနိုင်တဲ့လောက်ဝေးအောင်ရှေ့ဆက်သွားပြန်တယ်။မိုးချုပ်ခါနီးတော့သူမသိတဲ့ရွာတရွာကိုရောက်လာတယ်။အိမ်တအိမ်မှာတဲကိုဖွင့်တောင်းပြီးအနာမရင်နိုင်အောင်စီတောင်းထေတယ်။နောက်တနေ့မိုးမလင်းခင်မှာပဲအင်ရှင်ကိုနှုတ်ပိတ်ခငွေ30ပေးပြီးဒီရွာကထွက်ပြေးရော ဒီလိုနဲ့သုံးရက်ကြာတော့ပါစီကိုရောက်လာတယ်။ဒံယာကနှာလှပြီးမဲ့စေးယုံကိုမတက်ရဲဘူး။စေးယုံတက်ရင်ဒံယာကဘာကြောင့်ရလာတာလဲ။ဘာဖြစ်တယ်လဲနဲ့အမှုပွေမှာစိုးရတယ်မဟုတ်လား။အနာကိုသာပြင်စီပြီးဒါခုလန်ထိုးတန်ရအမျိုးမျိုးကိုကုတက်တဲ့ဆရာရှိတယ်လို့ကြားခဲ့ပူတဲ့မဲရော့ရွာကိုကူခဲ့တယ်မဲရော့ရွာရောက်တော့စီးစရာနဲ့တွေ့တာနဲ့ဆရာအိမ်မှာပဲစတေးချပီးစေကူတယ် ဟတ်တက်ကြီးပြေးပြီးအကျောပေါက်ပြက်နေတဲ့ဓာတ်ခုံရဟာသုံးရက်ကျော်မှဆင်းနေတွေ့ရတော့အပြောက်မမြန်ဘူးတကူးကုံလို့ကစုံလှဆန်းလာတာတော့ဒဏ်ရာကအသားမသိသေးဘူးအနာကောင်းကောင်းပြောက်တော့မိုးဖြိုင်ဖြိုင်ကျနေပြီသူ့လက်ကတော့မိမွေးတိုင်းဖောက်မွေးတိုင်းပြန်မဖြစ်ဘူးကောက်နေပြီဒါနဲ့ဒီအချင်းရောက်မှတော့မထူးတော့ဘူးငွေလည်းအရနေနေမဲ့အတူတူခင်တန်းကြီးရွာကိုမပြန်တော့ဘဲဆရာအိမ်မှာတမိုးခိုတော့မယ်လို့ဆုံးဖြတ်ပြီး မဲတော့ရွာမှာပဲတမိုးခိုးလိုက်တယ်။ဒီအချိန်မှာခင်တန်းကြီးရွာဖက်မှာကလည်းတမျိုးတပုံပြောင်းနေနေတယ်။ကံတော်ကျောင်းဆရာတော်ပြန်လွန်တော်မူလို့အခန်းနေဥပစဉ်ဥဝီမလာကကျောင်းထိုင်ဆရာတော်ဖြစ်လာတယ်။မခင်သူကလည်းဆရာတော်ပြန်တော်မူကလေးကရွာထဲမှာပစ္စည်းအသင့်အင့်ရှိတဲ့ဥဟန်ချုံနဲ့ဒေါ်မွေတို့ကခေါ်ပြီးသူတို့အိမ်မှာနေစေတယ်။အရက်ကိုတော့ဆရာတော်ပြန်လွန်တော်မူခါနေမှာဝေးစားဖို့ပေးထားခဲ့တယ်လို့တည်င်းတွင်တယ် မခင်သူကတော့သူ့ဘာဖြစ်နေတယ်ဆိုတာသူမသိဘူးဆရာတော်ပြန်လွန်တော်မူလို့ကျောင်းမလူတွေရှုတာနဲ့သူ့ကိုဘူဟန်ချူဒေါ်မွေးတို့ကသူတို့အိမ်မှာခေါ်ထားတယ်လို့ထင်နေတယ်ဘဲတော့ရွာမှာတမိုးခုပြီးတဲ့နောက်မှာသူ့ရဲ့လုပ်ငန်းစဉ်အတိုင်းကိုထွန်းတင်ကမြတ်သိမ့်တဲ့ဖျားပွဲကိုသွားပြန်တယ်အဲ့ဒီကမှတစဉ်ခါတိုင်းနှစ်တွေလို့ပဲဖျားပွဲတွေတပွဲကနေတပွဲကူပြီးပွဲတော်ကုံတော့ပဲຫນွယ်ကုံကိုပြန်တယ်အိမ်လေးကိုရောက်ကျော်ဥပါကိုအနေထောင်အုပ်ငါးခါအတွက် ရလာတဲ့ငွေ2000လေးကတဝက်ခွဲပေးတယ်။သူ့ရဲ့အဖြစ်ပြက်တွေကိုလည်းပြောပြတယ်။ပြီးတော့ခင်တန်းကြီးကိုလာခဲ့ရောခင်တန်းကြီးကိုရောက်တဲ့အခါကျတော့ကျောင်းပါတမိကိုမမြင်ရတာနဲ့ထိတ်ထိတ်ပြပြဖြစ်သွားတယ်။ဒုတိယကျောင်းထိုင်စရာတော့ဥမီမလားကတမိလေးရွာရဲကဥဟန်ချူဒုံမွေးတို့အိမ်မှာရှိနေတဲ့အကြောင်းပြောပြတော့မှစိတ်အေးတယ်လို့ဖြစ်သွားတယ်။ဥဟန်ချူနဲ့ဒုံမွေးတို့ကမခင်သူ့အဖေကျောင်းကိုရောက်လာတယ်ဆိုတဲ့တဲ့င်းရရချင်ပါပဲ မခင်သူကိုတခြားရွာတွေရွာကိုပို့ထားလိုက်တယ်။ចောင်းထိုင်ဖုန်ကြီးစီကတည်င်းရလို့ဥဟန်ချူရအင်ကိုလိုက်သွားတော့တမိကိုမတွေ့ရတဲ့အပြင်ဇရာတော်ချင်းမပြန်လို့မိကသူတို့လက်ထဲကိုဝေးစားဖို့တမိလေးကိုအပ်ခဲ့တယ်။သူတို့ကလည်းတမိအရှင်လိုချစ်နေလို့ပြန်မပေးနိုင်တော့ဘူးလို့လေအေးတခါလေမာတက်လှဲ့နဲ့ဝိုင်းပြောကြတယ်လေ။ဥဟန်ချူရအင်းနီနာချင်းတွေကလည်းသမီးလေးကိုဥဟန်ချူဒေါ်မွေးတို့အိမ်မှာထားလို့ဘာမှပူစရာမရှိတဲ့အကြောင်း သူ့ကိုလည်းအခုလိုလေးလွင့်ပေးနေမဲ့အစားလူဝတ်နဲ့ဖြစ်ဖြစ်တင်ကန်းဝတ်နဲ့ဖြစ်ဖြစ်ခင်တန်းကြီးရွာမှာပဲနေဖို့ကလေးနဲ့လည်းအတူတူနေရတယ်လို့ဖြစ်မှာပေါ့ဆိုရက်စကားမျိုးဝိုင်းပြောကြတယ်ဒီစကားတွေအားလုံးကကိုထွန်းတင်နားရဲမဝင်ဘူးသူဘယ်ဘဝပဲရောက်နေနေတမီးလေးကိုမခွဲနိုင်ဘူးတမီးကိုတော့ရအောင်ပြန်ယူမယ်နောက်ဆုံးလူတက်ရတက်ရဆိုရက်အတွေးတွေကရှိနေတယ်ဒါပေမဲ့တမီးကိုဘယ်စီဖတ်ထားမှမသိတော့အရန်လို့လို့မဖြစ်သေးဘူး အလိမ်မားနဲ့အသာနေပြီးကြံ့အုံးမလို့စဉ်းစားမိတယ်။ဂျာနဲ့ဘူဟန်ချူရိုနဲ့အလိုက်တဲ့အလျားတင်ပြောပြီးအကြောင်းကိုပြန်ခေတာပေါ့။အကြောင်းရောက်တော့ဖုံးတော်ကြီးကိုအကြောင်းမျိုးစုံရှင်းပြတဲ့အခါဟုတ်ပြီမပေါ့။ဆွေမျိုးကိုတော့မပိရက်တာကပဲ။ဒါပေမဲ့ဒီကိစ္စက အကျဉ်းပတန်းတုတ်တုတ်ကောင်းမင်အလိုမျိုးမဟုတ်ဘူး။တကပေးຫນွေကုန်းကသာပြန်သွားပါ။ဘူဟန်ချူရိုကိုလည်းတမိအရင်လိုဆောင်းရှောက်ဖို့မာသွား။ပေးຫນွေကုန်းရောက်ပြီးတက်လှလောင်ကြတော့မှ မမလို့တမိမျက်နာကိုမြင်ပရစေလို့စာရေးလိုက်။တမိကိုခေါ်သွားအောင်ဖုန်ကြီးကတိုက်တွန်းမယ်။တကစီရောက်တော့ကို့တမိကိုခေါ်ထားလိုက်ရင်ပြီးတာပဲလို့အကျင့်ပေးတယ်။ဆရာတော်ကြီးလက်ထက်ကကျင့်ရခဲ့တဲ့တမိလေးအတွက်ငွေ2500ကိုလည်းဖုန်းလုံးကြီးကထုတ်ပေးလိုက်တယ်။ចောင်းထိုင်ဖုန်းကြီးပေးတဲ့အကျံကိုသဘောကျတာနဲ့ចောင်းမှာ၄ရက်လောက်နေပြီးဦးဖန်ချူတို့ကိုလည်းသူ့တမိကိုတမိအရှင်လို့သဘောထားဖို့စာတက်အောင်တင်ပေးဖို့မှာကြပြီး ကိုထွန်းတင်ကအင်းွေကုန်းကိုပြန်လာခဲ့တယ်။အင်းွေကုန်းပြန်ရောက်ပြီးတလှပပအကြာမှာ မရနဲ့ဝဲပြီးဥပအင်ကိုရောက်နေတဲ့ဥဖိုးခင်နဲ့သူကိစ္စကိုတိုက်မိတယ်။ဒီတော့ဥဖိုးခင်ကခင်တန်းကြီးကိုတွားပြီးဘုံတော်ကြီးကနေတဆင့်ဥဟန်ချူဒေါ်မွေးစီစာအယောက်ပို့ပေးပါမယ်လို့တာဝန်ယူတယ်။ဒါနဲ့ကိုထွန်းတင်ကသူ မကြမ်းမမဖြစ်နေတဲ့အကြောင်းမသေးခင်သမီးလေးမျက်နှာကိုမြင်သွားခြင်းတဲ့အကြောင်း ဘေးလူတစ်ယောက်ကရေးပေးဟန်နဲ့စားတစောင်ကိုရေးပေးဘူးဟန်ချူဒေါ်မွေးစီကိုလွှတ်လိုက်တယ်။သုံးရက်လောက်ကြာတော့ဘူးဟန်ချူရောဒေါ်မွေးရောတမီလေးပါဦးဖိုးခင်တဲ့အတူပဲဝဲကုန်းအင်ကလေးကိုရောက်လာကြတာပေါ့။ဒီရင်ကိုထွန်းတင်ကတမီလေးကိုပြေးချီပြီးအခန်းထဲသွင်းထားလိုက်တယ်။အူဟန်ကျုံနဲ့ဒုံမွေးကိုလည်းဓာချိန်ချိန်ပြီးအင်ပေါ်ကနင်ချလိုက်ရောတမီလေးကိစ္စဟာတလောက်နဲ့ပဲရှင်းသွားပေမဲ့ မယားနဲ့ क्वे ပြီးခြေတလုံးအိမ်တိုင်ဖြစ်နေတဲ့ဥပုခင်ကတော့သူ့အိမ်ပေါ်ရောက်လာပြီးတမိမခင်သူဟာဒီအချိန်မှာ10နှစ်ကျော်ကျော်7နှစ်ထဲဝင်လာပြီးဖြစ်လို့မိဖို့ချောင်းမှာလှုပ်ဖော်ရနေပြီးဈေးလဲနားလဲဝဲချမ်းတနေပြီးဒီအရွယ်ရှိလာတော့ကိုထွန်းတင်ကသူမကောင်းမှုလုပ်တဲ့နောက်ကိုတကောက်ကောက်နဲ့လဲမလိုက်စေချင်တော့ဘူးကစားဝိုင်းထဲမှာသူ့နဲ့အတူကျင်းလင်းနေဖို့မတင်တော့ဘူးလို့ယူဆပြီးသူကိုယ်တိုင်ဆက်နေပွဲကိုမလိုက်တော့ဘဲရထားလိုက်တယ် ဒါပေမဲ့သူ့အလုပ်ကိုလုံးမလုံးကြီးဆွတ်လိုက်တာတော့လည်းမဟုတ်ဘူး။အနည်းအနာမှာပွဲနှက်ရှိရင်ဥဖိုးခင်ကိုခေါ်ပြီးသွားတယ်။ဒါမှမဟုတ်ချိန်ဝိုင်းရှိရင်အိမ်ကနေထွက်တယ်။ဥဖိုးခင်ကအားတကွဲမရတကွဲနဲ့နေတာကိုမချစ်ရတာနဲ့မရနဲ့ကလေးတွေပြန်ခေါ်ဖို့နဲ့နေရထိုင်ခင်းအတွက်သူစီစဉ်ပေးမယ်။အလုပ်ကြတော့လေနှစ်ယောက်တွဲပြီးအတူတူလှုပ်ကြရအောင်လို့ตาမယားကိုခေါ်ယူဖို့ကိုထွန်းတင်ကတိုက်တွန်းနေ။ဒါပေမဲ့ဥဖိုးခင်ကဟိုနေ့ခေါ်မေး ဒီရက်ခွန်မဲနဲ့သာပြောပြီးဘာမှမလုပ်တာနဲ့ကိုထွန်းတင်ကအတင်းခွန်မဲသူပါလိုက်မဲလို့လုပ်တဲ့အခါမှာကိုဖိုးခင်ကအေးပါကွာမင်းကကြီးအခေါ်ခိုက်နေတာကိုကွာငါမိမကဆံမရှိအစာကြီးဆိုတာမျိုးသူ့အပိုင်ဝိုင်းတဲ့ကဘလို့မှခေါ်လို့မလိုက်လို့မခေါ်ပဲနေတာပေါ့ကွာငါကလည်းသူ့ဆွေမျိုးတွေထဲမှာအတူတူမနေနိုင်ဘူးဟိုမှာဆိုရင်ငါရှာလို့ဘယ်ကလောက်ရရရတဲ့လောက်သူ့တို့အမျိုးတွေကိုရှာကျွေးရတယ်လို့ဖြစ်နေတယ် စင်သက်အရက်ဝေးဆိုတယ်လို့အကျိုးမရှိမသိလို့ငါခေါ်ပေါင်းလဲညားပြီလင်းသားစွန့်မယ်ဆွေမျိုးကိုမစွန့်ဘူးဆိုပြီးခံနေလို့လက်လျှော့ထားတာဒီမိမကတော့ညှို့နှင့်စရာမရှိတော့ပါဘူးကွာဒါကြောင့်ငါကလည်းနောက်ထပ်မိမတယောက်ရှာယူမလားလို့စဉ်းစားနေတယ်အရင်ဟာကတစ်ချက်ခောက်ရင်နောက်ဟာကနှစ်ချက်ဖြစ်နေမလားဆိုပြီးလဲစဉ်းစားနေရသေးတယ်လူဆိုတာကသွေးနဲ့ကိုသားနဲ့ကိုဆိုတော့ မမမချမ်းဖြစ်ရင်တခြားလူကတော့မရလို့ပြုစုရှိမှာမဟုတ်ဘူးမရှိမကောင်းရှိမကောင်းဆိုတာလိုပဲရှာတော့ထားရမှာပဲလို့သူ့စကားကိုအဆုံးသတ်လိုက်တယ်လေဒီတော့ကိုထွန်းတင်ကလည်းမရပြန်ခေါ်ဖို့အကြောင်းကိုဖိုးခင်ကိုဆက်မပြောတော့ဘူးဒီအချိန်ကစဘာစီထိုးကြလို့ပွဲတော်တွေကလည်းစီစီကားကားမရှိတော့တာနဲ့အယောင်အဝယ်သမားတွေတောင်မှကကစားသမားတွေကိုလည်းထိခိုက်ကုန်တယ်ဒါကြောင့်ကိုထွန်းတင်က ချိန်ဝိုင်းတွေရှိလို့လိုက်ရတဲ့အခါမှာထိုးသားတွေစီကအသက်ညာဆုံးသဘောနဲ့အ ਨੇ အကျဉ်းလောက်ကိုသာအနိုင်ယူပြီးမိတ်မပြတ်အောင်မျိုးထားတဲ့ကိမျိုးတောင်ဆင်နေရတယ်။တနေ့တော့ဒေါန့်ပေါ်ရွာသားတယောက်ရောက်လာပြီးအနီထောင်ကစားဖို့ချိန်တယ်။ကိုတွန်းတင်ကလည်းချင်းရက်ကိုတတ်မှတ်ပေးလိုက်တယ်။ချိန်နေနေမနဲ့မှာအသက်30နှစ်ပါချောချောခန့်ခန့်မိမတယောက်နဲ့ကိုဖိုးခင်အိမ်ကိုရောက်လာတယ်။ကိုတွန်းတင်ကလက်တို့ပြီးမိကြည့်တော့ ခိုးလာတဲ့မိမအပြူကြီးလို့ဆိုတယ်။ဒါနဲ့စက်မမီတော့ပဲချင်းဝိုင်းရှိတဲ့ဒေါန့်ဘိုကိုကြုံရကားနဲ့လိုက်သွားတယ်။ဒေါန့်ဘိုရောက်တော့စီးကျူနေတဲ့လူတွေနဲ့အတူဒေါန့်ဘိုနဲ့နတ်တန်ကွင်းရွာသားကလဲတဲ့တဲတဲကိုလိုက်ခဲ့တယ်။တဲကလေးမှာတော့လူ၁၄၅ယောက်ကအသက်ဆုံးလို့ဒါပေမဲ့လူမဆုံးသေးဘူး။လူတစ်ယောက်လာမှဖြစ်မယ်ဆိုလို့ဒီလူကိုစောက်ရင်းနေမွန်တိတ်မှကစားရတယ်။သူတို့စောက်နေတဲ့သူဟာနှကမ်းမွေးကားကား ဥပရိယကောင်းကောင်းဘလတောင့်တောင့်နေလူဖြစ်ပြီးဒီလူကတဲထဲဝင်လာတာနဲ့ဒိုင်မငွေရောပါရဲ့လားလို့ကိုထွန်းတင်ကိုမေးလိုက်တယ်။ဒီတော့ကိုထွန်းတင်ကငွေမပါကိုကျွန်တော်ကလိမ်မမို့လား။ဘယ်တော့မှမမေအပြက်ခံဘူးလို့လေ။တင်းရင်ဆက်ပါပေါ့လို့ပြန်ပြောပြီးသူ့ပစ္စည်းကရိယာတွေကိုပြန်လိုက်တယ်။သူ့မှာငွေပါပြီးမဲ့ချိန်ခွင့်ခေါ်တယ်ဆိုပြီးငွေလူတက်လွန်းလို့ ဝေများတိတိုင်းအောင်နည်းနည်းပဲပါသလိုဟန်ဆောင်နေရတယ်ဆိုတဲ့ဤကိုကိုထွန်းတင်ကကောင်းကောင်းနားလည်ထားရမဟုတ်လားဒီအလောက်ကရွာခံလူတွေကောင်းမှအပေါင်းဆက်မှတော်ယုံကြတာဒိုင်ကကြီးတိတ်နိုင်နေရင်တစ်ဖက်ကတမျိုးကြံလာတတ်တယ်ဒိုင်ဟာထိုးသားရဲ့အရေးချေကိုကြည့်ပြီးအလုပ်လုပ်တတ်ရတယ်ရန်သူနဲ့မိတ်ဆွေဖွဲ့ရတယ်ဆိုတာဒါမျိုးပဲထိုးသားအများရဲ့မှာကိုတယောက်တည်းအသက်ဆုံးပြီးလုပ်ရတဲ့အလုပ်လေးဖြစ်တယ် အိမ်ပြန်ရောက်တော့မှစိတ်ချရတဲ့အလုပ်ဆိုတဲ့ဥပါရဲ့ဩဝါဒများကိုသူ့နားထဲမှာကြားနေတယ်လေဒီလိုနဲ့သူတို့စကားစားကြတာနေဆောင်လာလေအထိုးချမ်းလာလေဖြစ်လာတယ်ကိုထွန်းတင်ကထိုးသားကို တလက်နှစ်လက်လောက်အနိုင်ပေးချင်ပေမဲ့ထိုးတဲ့ငွေကများအားကြီးတော့အနိုင်မပေးရဲပဲမစားမဖြစ်လို့စားကြည့်နေနေရတယ်ဒီအချိန်မှာနှကမ်းမွေးတဲ့လူကြီးဟာအစားကြီးခံနေရတာနဲ့လွဲ့အိတ်ထဲကပါသမျှငွေဆက်ကူတွေကိုတုံချရင်ကြွေတလက်ကြွက်တခုဟိတ် နေကုံရင်ရွှေရုပ်အကြောင်းသိစေမယ်လို့ကြိမ့်လိုက်တယ်။ဒီရီကိုထွန်းတင်ကဒီနမည်သူကြားဖို့ပါတယ်လေလို့တွေးလိုက်ပြီးတသက်တကြွန်းကြရာကတကြွန်းကထွက်ပြေးလာတဲ့ဝရံပြေကြီးရွှေရုံလို့တိတိချင်းပါပဲတဲနောက်ဖက်ကိုလက်ညှိုးထိုးကပလိုက်တွေပလိုက်တွေလို့အော်ပြီးသူ့ပစ္စည်းတွေနဲ့ငွေတွေကိုကပြားကရလွဲအိတ်ကြီးတဲ့ကောက်ထည့်လိုက်တယ် အလိတ်တွေလို့အော်သံမဆုံးခင်မှာပဲရွှေယုံနဲ့အဖော်တစုဟာတဲပေါ်ကခုံချပြီးအရှိဖက်ကိုထွက်ပြေးသွားတော့တယ်။သူလဲတောင်းပူရွာအယောက်တေးပြေးရှင်ပြေးပြေးခဲ့ရပြီ။ရွာရောက်တာနဲ့ထွက်တော့မယ့်ကားပေါ်မှာခုံတက်ပြီးပဲငွေကုန်းကိုလိုက်လာခဲ့ရော။အင်ကိုပြန်ရောက်တဲ့အခါကျတော့သူကြုံခဲ့ရတဲ့အနေရည်ကြီးကိုဘယ်သူ့ကိုမှလေသမဟာပဲနေလိုက်တယ်။အเจ้าကတော့သူပြစ်ခဲ့တာကိုတမိသိရင်စိတ်မချမ်းမသာဖြစ်မှာစိုးလို့ပဲ။ရာဇဝတ်မှုထမ်းဖြစ်တဲ့ပလိမ့်နဲ့အချုံမခံရသေးဘူးလို့ ဥရွှေရုံထွက်ပြေးပြီးမဲ့နောက်ဆိုရင်ဒီလူကိုပလိတ်နဲ့ချက်ဖို့ခဲရင်ပြီလို့ကိုထွန်းတင်ကတွတ်တယ်။ဒီအရက်ကိုနောက်ထပ်မတော်တော့ဘူးလို့လဲသူဆုံးဖြတ်လိုက်တယ်။ဥဖိုးခင်ခိုးလာတဲ့မိမဟာရုပ်ရည်လေးပြောစရာမရှိဘူး။စာလဲတက်ပုံရတယ်။နောက်ပြီးလက်ဝတ်လက်စားရင်းနဲ့ဆိုတော့ဥဖိုးခင်အတွက်ပူစရာမရှိဘူး။နမေကမောက်ဝက်ဖြစ်နေတာကတော့ကေယောကမေနိုင်လုံးလာတယ်လို့ကိုထွန်းတင်ကထင်တယ်။ကိုဖိုးခင်နဲ့မောက်ဝက်ကလည်းတခြားအိမ်ရှာမရသေးခင်မှာ ိုထွန်းတင်တို့တာအဖာနဲ့တစုတဝေးရဲပျော်ပျော်ရွှင်ရွှင်နေကြတယ်။ဒီလိုနေရင်းနဲ့ကတနေ့တော့မောက်ဘက်ကပြုံးခနဲ့ကောက်ပြီးဝယ်ယူပြန်ပါလေရော့။ဒီအခါတအိမ်သားလုံးကစိုးရိမ်တကြီးဖြစ်ပြီးနင်းကြနှိတ်ကြနဲ့တတ်သမျှမှတ်သမျှပြုစုကြတယ်။ဝယ်ယူပြန်တာကလည်းအဖို့အစားတွေကိုပါဆွဲဆုပ်ပြစ်ပြီးကိုတုံးလုံးနဲ့မြင်မကောင်းရှုမကောင်းဖြစ်တဲ့အချိန်ပဲတနာရီလောက်လူမန်းမသိအောင်ဖြစ်ပြီးဝယ်ယူအတက်ပြန်ကျသွားတော့လေရုတ်ချီကောက်မလာပဲ ကယောင်ကရန်ဖြစ်နေပြန်တယ်။မိစတောင်းလို့တောင်းတည့်ရတိတနဲ့တွေမောက်ကုန်ပြီလို့ပြောလို့ပြောနဲ့ပြောမိပြောရာပြောနေတဲ့အပြင်အရက်မှုသမားလို့တကြီးတရိုင်းနဲ့ထပြေးလို့ပြေးလှုပ်နေတော့ဝိုင်းပြေးဆွဲကြလွဲကြတော့ကြရပြန်တယ်။ကိုထွန်းတင်ရဲ့အင်္ဂလိပ်ထဲမှာဒီလိုဝုံဝုံတိုင်းတိုင်းနဲ့ဖြစ်နေတော့အိမ်ရှိမှလည်းပွဲကလေးလိုပဲလူတွေကဝိုင်းအောင်လာကြတာပေါ့။အများကမရအရာတော်လာပြီးတဲ့နဲ့ကိုဖိုးခင်ကတော့အရှက်ကြီးရှက်နေပုံပေါက်တယ်။ရှက်လေရှက်ပါပဲ။ မောင်ဝက်ဝက်ယူပြန်ပြီးလို့၃လေးရက်လောက်ကြာတော့မောင်ဝက်ကိုထားခဲ့ပြီးကိုဖိုးခင်ကအိမ်ကနေတက်သွားတယ်။ရက်ကနေလှကိုကူးလာပြီးမဲ့ကိုဖိုးခင်ရဲ့တည်အစအနမရဘူး။မောင်ဝက်ကတော့ဘာမှမဖြစ်သလိုသူ့ကိုယ်သူနေ့တိုင်းလှလှပပပြင်ဆင်ဖိလိမ့်ပြီးကိုထွန်းတင်တို့အိမ်မှာပဲတောင်းအတင်းခံနေတယ်လေ။ဒီလိုနေတော့ကိုထွန်းတင်မှာအနည်းအထိုင်ရကျက်လာတယ်။အများကမောင်ဝက်နဲ့သမုတ်တော်မလားဆိုတော့ပါတွေးပူနေတယ်။ဒါပေမဲ့နင်ချဖို့ကလည်းခက်တာနဲ့ အလိုက်တင်အလျားတင်ကြည့်ပြီးနေနေရတယ်။အိမ်မနေရတာကစိတ်ချင်းချက်လာတာကတကြောင်အလုတ်လုတ်အုံမဖြစ်မဲလို့စဉ်းစားမိတာကတကြောင်ကြောင့်ကိုထိုးတင်ကပကိုးကိုထွက်လာခဲ့တယ်။ပကိုးနာကစိတ်စကောမှာဖုန်ကြီးပြန်ပွဲရှိတယ်လို့တတင်းရတာနဲ့တွားတော့ဆက်နှပွဲမျိုးစုံအင်မတန်လူစီတဲ့ဖုန်ကြီးပြန်ပွဲကြီးဖြစ်နေတာတွေ့ရတယ်။အကွက်ကောင်းတော့တိုးမိပြီ။ဒီပွဲဟာငွေရမဲ့ပွဲပဲလို့ကိုထိုးတင်ကတခါတည်းတွေ့မိတယ်။ဒါကြောင့်ဒေါက်ကေကို အလှည့်တင်တယ်လို့သာခောက်ပြီး အနီထောင်ကိုခတ်မြအများကစားရီမန်းထားတဲ့အတိုင်းဝီဝင်အင်မတန်ကောင်းတယ်။ဖုန်ကြီးပြန်ကိုအုပ်ချုပ်သူများအကုတ်ကဲကောင်းတဲ့အတွက်ပွဲကလည်းငြိမ့်နေ။စူပူမှုလုံးလုံးမဖြစ်ဘူး။ပွဲလည်းမလက်ဘူး။ဇက်နှစ်ဖွဲ့ရုပ်သေးတစ်ဖွဲ့ပါတယ်။ဇက်အဖွဲ့များကမင်းသားမင်းသမီးများကနေ့ပိုင်းမှာအေးရင်ကျူးကြောင့်မန်းတံများနဲ့ရွာအလိုက်တောင်းဝန်ယူဧကန်သားတွေလည်းပါ။ဆက်ကူကျွဲခတ်ပွဲတိုးနီယာကပွဲတွေလည်းပါတဲ့အတွက် နေရောညာရောအင်မတန်စီကားတဲ့ဖုံးကြီးပြန်ကြည့်ပါပဲ။ငားညက်ကျင်းပတဲ့ဒီဖုံးကြီးပြန်ပွဲနောက်ဆုံးရရောက်တော့ထိုးသားတွေကပုံမဲကြတယ်။တောရွာများကအဆန်ရှိတဲ့သူတွေကလည်းပါကြတဲ့ပေါ့။ဟန်ကောင်းသူတက်ရက်သူကျန်းကျင်သူဆိုတော့ကိုထွန်းတင်ကိုညံ့သမားလို့ဖေသူမှမထင်ဘူး။နောက်ဆုံးရမို့ကိုထွန်းတင်ကတော့သူ့ပညာကိုအစွမ်းကုန်သုံးတယ်။လူတွေအများကြီးနဲ့သဲသဲမဲမဲအလှုပ်လှုပ်နေတာမို့သူ့စီမှာလာကစားနေကြတဲ့လူအုပ်ထဲမှာ ဘယ်သူတွေပါတယ်ဆိုတော့ကိုကိုထွန်းတင်ကမသိဘူးသိဖို့လည်းမလွယ်ဘူးတကောင်ကျိုးနှစ်ချက်ထိုးတဲ့အထိလူအုပ်ကမကွဲဘူးသူ့စီမှာမဲနေကြတော့မှာပဲနေနေညောင်းလို့ကိုထွန်းတင်ကခါဆန့်ပြီးကစားတဲ့သူတွေကို ကြိလိုက်တဲ့အခါမှာတော့သူ့ဝိုင်းမှာဥွှေရုံလာကစားနေတာကိုတွေ့လိုက်ရလို့သူအအားတင်သွားတယ်ဥွှေရုံရောက်နေမှသိရင်ဆော့ဆော့ကလေးကဝိုင်းကိုတိတ်ပြတ်မှအမှန်ပဲအခုတော့တော်တော်ကိုခက်နေပြီဒါပေမဲ့တတိနဲ့ငွေတွေကို အလွယ်တကူမထားဘူးမသိလိုက်မသိဖာသာလွယ်အိတ်ထဲထဲတယ်ခဏကြာတော့အနီထောင်အုပ်ကိုလှည့်မလို့လှုပ်ပြီးပွဲကင်းတဲ့ကိုတရှိန်ထိုးထပြေးတယ်ဥွှေရုံကဟေးနေအောင်နေအောင်လို့အော်ပြေးအနောက်ကနေလိုက်တော့ပရိသတ်လှန့်ပြီးပွဲပြတ်မတက်ဖြစ်သွားတယ်ဥွှေရုံနဲ့သူ့တပည့်တွေက ကိုထွန်းတင်ကိုလိုက်ရှာပြီးမဲ့ကြီးလွားလှုပ်ရှားနေတဲ့လူအုပ်ကြီးကြောင့်ကိုထွန်းတင်ကိုမမီလိုက်ဘူးမနဲ့မိုးလင်းတော့ကိုထွန်းတင်ပကိုးကိုပြန်ရောက်နေပြီ။ အပြစ်ရှိတဲ့သူဆိုတော့မလိုက်ပေးလဲပြေးခဲ့ရတာပါပဲအသက်ကိုညံဆောင်ဆိုတဲ့အတိုင်းတတိရှိနိုင်မှာတော်ယုံရှိတယ်မဟုတ်လားဥရွှေယုံစိတ်ထဲမှာဘာအကြံရှိတယ်ဆိုတာတအပ်မပြောနိုင်ပေမဲ့တခါကသူ့ကိုပလိမ့်နဲ့ချောက်ခဲဖူးတာကိုတော့ဥရွှေယုံကဘယ်နည်းနဲ့မှကြေမမဟုတ်ဘူးလို့ကိုထွန်းတင်ကစဉ်းစားမိတယ်။ဒါကြောင့်လူအုပ်ထဲကိုတိုးပြီးလွတ်အောင်ပြေးရတာပဲ။အင်းွယ်ကုန်းကိုပြန်ရောက်ပြီးတဲ့နောက်မှာလဲစိတ်မချဘူး။ သူ့ကိုတနည်းနည်းမှာဥွှေရုံကတခုခုလှုပ်လိုက်မယ်လို့စိတ်ထဲမှာတထင်ထင်ဖြစ်နေတယ်။မကြဘူး။တနည်းနည်းလေးမှာခမဲမဲတွတ်တွတ်လူတယောက်ကိုထွန်းတင်တို့အင်္ဂလာပြေးကိုထွန်းတင်ရှိသလားလို့မေးတယ်။တွတ်ပါပဲလို့ဆိုတော့အဲ့ဒီလူကစာတစောင်ပေးသွားတယ်။စာကိုဖောက်ဖက်ကြည့်လိုက်တဲ့အခါမှာစုံချီလိုက်ပါမဆင်ပေးခဲ့ကြတဲ့သူတူတူတယောက်ချင်းစီကို 2ဒီဝေးကျေးဇူးတင်ရှိပါတယ်ရှင်။နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါအောင်ရှင်။ Channel ကို Like and Subscribe လုပ်ကြဖို့လည်းမမေ့ကြပါနဲ့နော်။